အဲ့လိုနဲ့ပိုဒူရိုရွာနောက်ကကန်ကြီးနားရောက်မှာညာကြီးမုံလေးသူကင်လာတဲ့တစ်တောင်ရေထဲကိုပြစ်ချလို့အဝေးကိုထွက်ပြေးသွားခဲ့တယ်။ညနေခင်းတကူမှာတော့ပိုဒူငပိန်နဲ့တော့ပေါ်တော့ကသူတို့ကိုချိန်ထားတဲ့ရွာနောက်ကကန်ကြီးစီကို သွားနေခဲ့ကြတယ်။တော့ပေါ့မင်းဘုံကြီးနဲ့တန်ချောင်းကိုတေချာပြောတာလားပြောတာတွေက သူတို့လည်းကန်အင်းသားမှစောင့်နေမယ်လို့ပြောခဲ့တယ်။ဒီကောင်နှစ်ယောက်ကဘယ်တော့မှပြန်တဲ့သွားရလဲ။ဟိုတလုံးအရောင်ဂေါ်လီပြစ်တိုင်းကစားရင်နဲ့အကြီးအကျယ်ရံမြစ်ထားကြတယ်ဟောင်။လူစိုးချင်းပေါင်းမိတာလို့ပြောရမလား။သူတို့နှစ်ယောက်ကလည်းရဲဆန်ရဲဒီဟာငါတို့ကိုစိန်ခေါ်လိုက်တာပဲကြည်လေ။ငါတို့ကိုစိန်ခေါ်ရင်တိမ်မော်တိလိုက်တက်နိုင်နေဆိုတာဒီကောင်တွေကိုပြရတာပေါ့ကွာ။ဒါလို့နဲ့သူတို့သုံးယောက်သားလေးကန်ကြီးရှိအောင်ကိုခတ်တက်တက်လေးရှောက်သွားလိုက်ကြတယ်။ ကန်ကြီးနာရောက်မှာတော့တန်ချောင်းနဲ့ဘူကြီးက အရင်ရောက်နေနေခဲ့တာပါမင်းတို့လာကြမလားငါမင်းတို့နောက်ကျနေလို့မလာတော့ဘူးလို့ထင်လိုက်တာငါတို့ကိုစိန်ခေါ်ထားတာငါတို့ကဘာလို့မလာမှာလဲဟုတ်ပြီလीမင်းတို့ရောက်လာပြီဆိုတော့လေကြံပွဲစားကြတာပေါ့ဒါနဲ့မင်းတို့ဘွဲကတော့ရောက်ဆိုတော့ဒုနှစ်ယောက်နဲ့ဘလို့ပြိုင်မှာလဲငါတို့ဘွဲထဲမှာရှင်မြိုင်မဲ့သူကငါနဲ့ငပိမ့်မယ်ဟုတ်ပြီလीအဲ့လိုဆိုလေညီမြသွားတာပေါ့ငါ တိုင်ယုံငပိန်နဲ့ပြိုင်မယ်။ငပိန်မင်းမလို့သဘောရလေ။ငါတော့ဘသူပြပြအစီအမြပါတယ်။ရှင်ပြိုင်မှုတည်တာအဓိကပဲ။အဲ့လိုဆိုလဲဟုတ်ပြီလေ။ရှင်ပြိုင်ကြတာပေါ့။အဲ့နောက်တော့ဘိုးကြီးနဲ့ငပိန်ကတရားပေါ်မှာအတူပြန်လိုက်ကြပြီ။ရေထဲကိုကောင်းစင်းမှုအတွက်အသိနေချာဖြစ်နေခဲ့ကြတယ်။ကဲနှစ်ယောက်လုံးမေး ready 1 2 3သရင်းဆိုတဲ့အတန်ကြားရတဲ့နှစ်ယောက်လုံးကရေထဲကိုခုံဆင်းသွားခဲ့ကြတယ်။ ပေါ်မှာကြံနေခဲ့တဲ့အတန်းချောင်းကဘိုးကြီးကိုအားပေးနေခဲ့တာပါဘိုးကြီးဘိုးကြီးဘိုးကြီးငပိန်ကငပိန်ငပိန်အဲ့လိုနဲ့၅မိနစ်လောက်ကြာပြီးနောက်တော့ဘိုးကြီးရရှိဖို့ကိုအရင်ပေါ်လာခဲ့တာပါဟာတို့ငပိန်နိုင်ပြီကွအဲ့ဒီအချိန်မှာပဲငပိန်ကလည်းရေထဲကနေပေါ်လာခဲ့တယ်ငပိန်တို့နိုင်ပြီတို့နိုင်ပြီကွဟာဒါပဲလေငါဟဲ့ငပိန်ကတိတ်လေပြောမနေကြနဲ့ ငါနဲ့ဖိုးတူးလေကြံမာသေးတယ်ဟာကြာသလားလို့ရှင်ပြိုင်ကြတာပေါ့အဲ့နောက်တော့တန်ချောင်းနဲ့ဖိုးတူးလေတံတားပေါ်မှာရက်လိုက်ကြတယ်ကဲစမယ်နော် ready 1 2 3 3ဆိုတဲ့အတန်ကြာတာနေနှစ်ယောက်လုံးကခြေရင်းကိုခုန်ဆင်းသွားခဲ့ကြတယ်ဖိုးတူးဖိုးတူးဖိုးတူးကတန်ချောင်းတန်ချောင်းကတန်ချောင်းငါမင်းနဲ့လောက်ကြပြီးနောက်တော့တန်ချောင်းကရှိဖို့ကိုအရင်ပေါ်လာခဲ့တာပါ ။အာသွားပါပြီကွာ။မိမလို့ရေပေါ်ကိုအရင်ပေါ်လာခဲ့တာလေဟ။ဟာ။ရေမမဆက်ပြီးတော့မနေနိုင်တော့လို့ပေါ့ဟ။ခဏကြာမှာတော့ဖိုတူလေးရေပေါ်ကိုပြန်ပေါ်လာခဲ့တယ်။ကဲဘိုးကြီးနဲ့တန်းကြောင်။ဒီတခါရောဘလို့လဲ။ထပ်ပြီးတော့ရှင်းနိုင်ခြင်းသေးလား။ဒီတခါတော့ငါတို့ရုံမိလိုက်မယ်။နောက်တခါမှထပ်ရှင်းနိုင်ကြတာပေါ့။လာဘိုးကြီးသွားမယ်။အဲ့လိုပြောပြီးတော့တန်ချောင်းနဲ့ဘုံကြီးလေးအဲ့နေရာနေထွက်သွားခဲ့ကြတယ်ဖို့သူ ရေတွေကတက်လာတော့လေတို့လေပြန်ကြရအောင်ခဏလေးကငါမင်းတို့ပြပြစရာတခုရှိဘာများလေးဖို့တို့ကငါလေးရေထဲမှာထူးဆန်းတဲ့တက်တာတလုံးတွေ့ခဲ့တယ်ဟာအဲ့ဒါတယောက်တည်းမှလာမရလို့မင်းရောလိုက်ခဲ့ပါလားဟင်ဟုတ်လားရွှေတက်တာများလားဟမ်အဲ့လိုဆိုငါတို့ကတတိပြစ်တော်မှလားစိတ်ကူးတွေရေနေပြန်ပြီလာပါငပိကမြင်မြင်ဆင်းလာခဲ့အေးအေးလာပြီလာပြီအဲ့လိုနဲ့ငပိလေး ခြေထဲကိုခုန်ဆင်းသွားခဲ့တယ်။အိမ်နောက်တော့ဖိုတူနဲ့ငပိန်လည်းရေရောက်ချမ်းမြင်ကိုရောက်လာခဲ့ကြတယ်။ဖိုတူကလက်ဟန်ကြည့်ရနေတစ်တာရှိနေတဲ့နေရာကိုပြလိုက်တယ်။ငပိန်ကလည်းဖိုတူပြောတာကိုနားလည်လိုက်ပြီးတော့သူတို့နှစ်ယောက်လည်းအပင်နေနားမှာကွယ်နေတဲ့တစ်တာကိုအတူမလို့ရေပေါ်ကိုပြန်တက်လာခင်းလိုက်ကြတော့တယ်။ရှိဘောပြန်ရောက်မှာတော့တုတ်ဘောကတရားပေါ်ကနေအသေးဆောင်နေခဲ့တာပါ ဟာတော့ဘောခုပါအောင်ဟာအေးမင်းတော့လွတ်လိုက်ငါယူလိုက်မယ်အဲ့လိုပြောပြီးတုံဘောကတက်တောင်မှပြီးတော့တရားဘောကိုတင်လိုက်တယ်အဲ့နောက်တော့ဖိုးထူးနဲ့ငပိလေးကောမောကိုတက်လိုက်ကြပြီးတော့မင်းတို့ဒေသက်တောင်ဘလို့တင်လဲငါထင်တော့အရှင်ခေတ်ကတက်တာလို့ထင်နေอืมငါတော့ယေဒနာတက်တာလို့ထင်နေဒေသက်တောင်တော့ဒီခက်တာလားဟာငါထင်တော့ အထဲမှာတံမိုးကြီးပစ္စည်းရှိတော့မယ်ထင်တာပဲဟုတ်တယ်ဟာဒါဆိုဒါလိုလို့လေမောင်လဲမောင်လာတော့မှဆိုတော့မနေ့ပြန်ကြမှာကိုချက်ကြီးရင်သွားပြီးတော့တော့ဖွင့်ကြမှာဟမ်အဲ့လိုလေကောင်းတာပဲအဲ့လိုနဲ့ဖို့တူလဲတစ်တောင်မှပြီးတော့ပြန်သွားခဲ့ကြသည်ညာဘက်ရောက်တော့ဖို့တူလဲကံကြီးလေးကယူလာနေတစ်တောင်အေကန်းရှိမှထားပြီးအိမ်ရောက်ဝင်ခဲ့လိုက်သည် ဖိုတူအိတ်နေတော့မှအေကန်ရှိကနေအတန်တန်ကြားလိုက်ရတယ်။ဒီတစ်တာငါတစ်တာဒီတစ်တာဘယ်သူမှယူသွားခွင့်မရှိဘူး။ဖိုတူလည်းအေကန်ရှိကစကားပြောတဲ့အကြောင်းအိတ်နေဟာနိုးလာခဲ့တယ်။ဟမ်အတန်ကအေကန်ရှိကလာတာပဲ။အဲ့လိုပြောပြီးတော့ဖိုတူလည်းအေကန်ရှိကိုသွားကြည့်ဖို့အတွက်ဂရီမော်ကနေဆင်းပြီးအပြင်ကိုထွက်လာခဲ့လိုက်ခြင်း။အေကန်ရှိရောက်မှတော့ တစ်တာကတူလာတဲ့နေရာမှာပဲရှိနေခဲ့တာပါအပြစ်မှာဘာမှမရှိပါလားငါနားကြားမားတာများလားအဲ့လိုပြောပြီးတော့ပိုတူလည်းခန်းထဲကိုပြန်ဝင်မို့လို့မှသူ့နောက်ကနေခြေတန်းကြားလိုက်ရတယ်ဟမ်အဖေလားပိုတူလည်းနောက်ပြန်လှိတ်ကြည့်လိုက်ချိန်မှာအကန်းထဲမှာဘာမှမရှိပဲနဲ့အရာလုံးကငြိမ်သက်နေခဲ့တာပါအိမ်နောက်တော့ပိုတူလည်းဘာမှစဉ်းစားမနေတော့ဘဲအခန်းထဲကိုပြန်ဝင်လာခဲ့လိုက်တယ် ။နောက်နေ့မနေ့ရောက်တော့ဖိုးထွန်းတို့လည်းတစ်တောင်မှပြီးမော်စရာချက်ကြီးအိမ်ကိုထွက်လာခဲ့လိုက်ကြတယ်။ဟဲ့နင်တို့ဒီတစ်တောင်ကိုရွာနောက်ကရေကန်ကြီးထဲမှာတွေ့ခဲ့တာဟုတ်လား။ဟုတ်တယ်ဟ။ငါ့တင်တော့ဒီတစ်တောင်မှာအဆောက်ရှိရတဲ့နေ။ဘာလဲ။မိမင်းညာတဲကြောက်ခံလိုက်ရလို့လား။မဟုတ်ပါဘူးကွာ။ငါ့တင်ပြောပြတာပါ။ဖိုးထွန်းမင်းလေးနေပြောလေ။ငါကူတယ်ပေးမယ်။ရပါလေဟ။ မော်ဆရာချက်ကြီးကသူတို့ယူလာတဲ့တစ်တာကိုတေချာကြည့်နေရင်အင်းဒီတစ်တာရှင်အောင်တစ်တာတလုံးဖြစ်လိမ့်မှာဒါဆိုဒီထဲမှာဘာရှိနိုင်လဲကျုပ်ထင်တော့လက်ဝတ်ရတနာတွေပဲဖြစ်တော့တယ်ဟာဒါဆိုကျွန်တော်တို့ဖွင့်ကြည့်ကြမလားင်အင်းအဲ့လိုတော့မကောင်းဘူးနေတူတယ်ဟိုဒီတစ်တာကြီးကိုစောက်ရှောက်နေရသူတယောက်တော့ရှိမယ်ဒီနေကိုချက်ကြီးဟင်ဟုတ်လားမင်းကမလို့သိရလေဒါလိုဗျ ဟိုကျွန်တော်မင်းညဒီတိတောင်အေကန်းရှိမှသားပြီးအိပ်ပြောင်းသွားခဲ့တာဗျအဲ့လိုပြောပြီးတော့ပူတူအောင်သူ့အိမ်မဲအကြောင်းကိုပြောပြတော်တယ်ပူတူလည်းအကန်းနဲ့ဝင်မိုးလို့ခြေတန်ကြားလိုက်တာဆိုတော့နောက်ကိုလှည့်ကြည့်လိုက်ချိန်မှာမတင်မဲ့တာတော့မြင်လိုက်ရတာပါအဲ့ဒါကရှေ့ကဝက်စားနဲ့အမျိုးသမီးတစ်ယောက်ကအေကန်းရှိကထိုင်ကုန်မှထိုင်နေခဲ့တာပဲဖြစ်တယ်ဟင်အမတည်းရဲ့မှာဘလို့ဖြစ်ပြီးတော့ကျွန်တော်အိမ်ထဲကိုရောက်နေရတာလေဗျ အဲ့ဒါမင်းငါ့ကိုခေါ်လာလို့လေဒါဆိုအမတေးရဲ့မဒီသက်တာရဲ့ပိုင်ရှင်လိုက်ဟုတ်ပါတယ်ဒီသက်တာကြီးကြောင့်အမဆုံးသွားခဲ့တာဆိုပုံမှန်ပါလိမ့်မယ်ဒီသက်တာကြီးနားမှာပိတ်မိနေတဲ့အမကိုကယ်တင်ပေးပါဗျာဘယ်လိုကယ်တင်ပေးရမလဲအမနမေကမြာကြီးမုံမအမတောင်ငုံးရွာပါအဲ့လိုပြောပြီးတော့အိမ်မက်တေးကတေးရဲ့မမြာကြီးမုံကနောက်ကျောင်းပြန်တော်ရီတရံမြာကြီးမုံတို့အိမ်ကို ဓမြတွေကဝင်ရောက်လာခဲ့တယ်။အေဂန်ရှိမှာတော့မြာကြီးမုံရဲ့ပေးနေမိကဒုထောက်ပြီးတော့ရှိနေခဲ့တာပါ။ကျမတို့အိမ်မှာရှိတာဒီငွေတုပ်တွေအကုန်မပဲရှင်။ဘာ?ဒီငွေတွေအကုန်မဲဟုတ်လား။အနားမှာအဝင်းနဲ့ပြန်လာတဲ့ငွေတုပ်ကိုကြည့်ရင်လည်းဓမြကမေးလိုက်တယ်။ဟုတ်ဟုတ်ပါရဲ့ဗျာ။ဟိုဒါဒါအကုန်မပဲ။အာကျုပ်လုံးလိုက်ရ။ကျုပ်တို့သတင်းအတိအကျရပြီလာခဲ့တာကွ။ဘမလေးမင်းတို့တိတ်ထားတဲ့ရွှေတွေ ခုချက်ချင်းထုတ်ပြီးစမ်းတကယ်တကယ်မရှိတာပါရှင်ဘာတုတ်ကိုလိန်ချင်းကဲ့ကွာအဲ့လိုပြောပြီးဓမြဘုကသူကင်ထားတဲ့တယုံနဲ့ခေါင်းကိုတွေးရိုက်လိုက်တယ်အာဟမ်ခင်ခင်မကြီးအဲ့လိုပြောနေတော့ညာကြီးမောင်ဖေကိုလည်းဓမြတယောက်ကထွေးရိုက်လိုက်တော့တာပါကဲ့ကွာလိန်ချင်းဓမြတွေရိုက်ကြကြအောင်ညာကြီးမောင်ရဲ့ပြေယုံးမိပါမိလေကြာသွားခဲ့တယ် အဲ့ဒီပြည့်ပြည့်တွေကိုမြကြီးမုံကတစ်တောင်ကိုင်းရင်နဲ့ချောင်းကြည့်နေခဲ့တာပါအမေအမေအပြည့်ပြက်ကိုမျက်မြင်မြင်လိုက်ရတဲ့မြကြီးမုံကအသင်ထွက်သွားခဲ့တာဆိုတော့ဓမြနှစ်ယောက်နဲ့ကြားသွားခဲ့တော်တယ်ဟမ်အပြည့်မလူရှိနေလိုက်ကွာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပြောပြီးတော့ဓမြတစ်ယောက်နဲ့မြကြီးမုံနောက်ကိုလိုက်တော်တယ်အိမ်နောက်တော့မြကြီးမုံနဲ့ ။အေဂျီနာကနေအဝေးကိုထွက်ပြေးလာခဲ့တော့တယ်။အဲလိုနဲ့ပိုတူရိုရွာနောက်ကကန်ဂျီနာရောက်မှညာကြီးမုံလေးသူကင်လာတဲ့တစ်တောင်ရေထဲကိုပြစ်ချလို့အဝေးကိုထွက်ပြေးသွားခဲ့တယ်။ညာကြီးမုံနောက်ကိုထက်ချက်မကွာလိုက်လာတဲ့တများကတော့တစ်တောင်ကိုရေထဲပြစ်ချလိုက်တာကိုတွေ့မသွားခဲ့ပါဘူး။အဲလိုနဲ့ညာကြီးမုံလေးပြင်းရင်းသွားရင်က တောက်စုံးမွာနေပြုတ်ကြပြီးစုံမကေတော်ရီကျွန်တော်ညီမကတော့ဒီအထိပဲကိုချက်ကြီးအင်းဒီတိတ္တရဲ့ပိုင်းရှင်ကမင်းတို့ကိုသူတိတ္တအောင်တွေးစီပြီးတော့သူတို့အကြောင်းအိမ်မက်နေနဲ့ပြပေးသွားတာပဲကိုချက်ကြီးဒါဆိုဖို့တို့အိမ်မက်ကအပြင်မှာတကယ်ရှိခဲ့တာလားယင်းအရင်တော့ကျုပ်ကိုပြောပြတာကြားဘူးလားအဲ့ဒီအကြောင်းရကတောင်ငုံရွာမှာဖြစ်ပျက်ခဲ့ပြီဖို့တို့ပြောပြတယ်မြကြီးမုံဆိုရင်မိသားစုပဲဟာ အမလေးကြောက်လိုက်တာဟိုဒါဆိုတင်းရဲမကျွန်တော်တို့နာမှာရှိနေနိုင်တာပေါ့နော်ရှိနေနိုင်တာပေါ့မင်းနောက်မှလည်းဖြစ်လောက်တယ်ဟာဟိုဒီငယ်ပိန်တော့ငါ့ကိုလာချောက်နေပြန်ပြီ အကောင့်မျောနေတာမင်းနောက်မှထိုင်နေရဲ့လို့ဟာတော်ပြီကွာငါ့ကိုမစားတော့နဲ့အဲ့လိုပြောပြီးတော့ဖိုးထူးနာမှာကတ်တိုင်လိုက်တယ်ဒါဆိုဒီတိတောင်ကိုကြက်ကြီးဘယ်လိုလုပ်မယ်လို့စဉ်းစားတာလေอืมဒီတိတောင်ကိုကျုပ်တို့တကြီးကိုလည်းတည်းအရင်လိုက်တာပဲကောင်းမယ်ချင်းနေတကြီးတို့ကနေမှတစင်း ဘုံကြီးကြောင်းလူပြီးဒီတိတာပိုင်ရှင်တွေအတွက်ကောင်းမှုတို့လုပ်ပြီးကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးကိုချက်ကြီးကြံနေလုပ်ကြတာပေါ့အဲ့လိုဆိုကျွန်တော်တို့ခုပဲတကြီးရင်ကိုသွားလိုက်ကြတော့မလားโอเคလीသွားကြတော့ပေါ့အဲ့နောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးထုတို့လည်းတစ်တောင်မှပြီးတကြီးရင်ကိုထွက်လာခဲ့လိုက်ကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့လीအ